အားလုံးပဲမင်္ဂလာပါကျွန်တော်အလုပ်ပေးရမှာပေးကလိုင်းချက်ဖို့အတွက်ပေးသည်အာလူခရမ်းသည်တို့လုပ်ချီလိချွန်နေတာပါဒါကတော့ပေးစံမလေးကိုဒီနေ့ပုံနဲ့ပြုတ်ထားတာပါခရမ်းသည်ကိုခုမှစာလိဖို့လုပ်နေပါပြီဒီဦးလေးကတော့ငပိချက်ပေါ့ငပိုင်ငပိချက်ကျော်ကိုလုပ်ထားတာပါငပိုင်ငပိချက်ကိုမြေပေးစံလေးနဲ့ကျော်ပါမယ်ခုမှတော့ချက်ကြီး2ယောက်ပါချက်ကြီး2ယောက်ကတော့အသေးအံချက်နေပါတယ်ဒီဘက်ကတော့ဝလာရှာလာ2ယောက်ပေါ့ မိုင်းကူတာလည်းမဟုတ်ပဲနဲ့စကားပြောပေးနေတာပါချက်ကြီးတွေမပြင်းအောင်လို့သူတို့ကဘီနာနည်းနည်းပါးပါးဝိုင်းကူစကားပြောပေးပေါ့ဒါကတော့ဟိုရေကြက်တိုင်းမရှိတဲ့အသီးနှံလေးတွေလိချွတ်တာပါနော်ဓမင်းစားဖို့အတွက်ဓမင်းဝိုင်းပြင်နေပြီစားကျင်နေပြီဟိုမှာတယောက်ကပိုက်တော်တော်စားလို့အသေးတံဖြစ်နေပါပြီအာဒီမှာဓမင်းဝိုင်းရပြင်ဖို့အတွက်တခါလေးလှုပ်ထားပြီးပါပြီဒီမှာခရံခရံသီးလည်းမိဖို့ပြီးတုတ်ထားတယ် ်ပြီးတော့အာလူးနဲ့ကြက်သားလေးကိုလည်းစီပြန်လေးချက်တာစီနေဝါပါတယ်ဒါတော့ငပိချက်လေးပါဒါတော့ပဲနဲ့စပြီးတော့စပါတော့မယ်ဘိုက်ကစနေပြီသူဘိုက်တော်စနေပြီဟင်းထမင်းရပူးနေလို့စားမရပဲဖြစ်နေကော်ဖီပတ်တွေပဲအသေးအသေးထိုးတယ်ကော်ဖီလုံးမဲစကြပါခင်ဗျာစားနေတော့နေရရင်ပြောနေတဲ့တရားပါညနေယူပြုံးပြေးနေတာပဲ သူမျက်နှာကိုကြည့်အမြဲတမ်းပြုံးနေစားနေတော့နေသူကအမြဲတမ်းဆင်ပြေနေသူမျက်နှာအာသူဝိုင်းစားနေသူကတခြားဆက်ရုံက၈ဆက်ရုံကဆိုကျွန်တော်စီလာပြီးတော့ထမင်းစားတဲ့ခါကျတော့ရှက်နေမှဆိုလို့လေအာကျွန်တော်ကဘလော့ရိုက်ထားတယ်ဆိုတော့အာဘေးရတယောက်ကပြလိုက်ပါဦးနဲ့လက်ရလီလေးဆိုအာနဲ့သူကပြပြီးနာပါကျုပ်ကျော်တဲ့ဘေးကလာဟင်ပေါ့အဲသူကပြပြီးနာရှင်ဒီလိုမျိုးဝိုင်းဖွဲ့ပြီးတော့တငငချင်းနေအဲလိုမျိုးစုစည်းနေစားတဲ့ခါကျတော့ ဟိုပြောရတာပေါ့နော်ဆိုတယောက်တယောက်ဟာသားတွေပြောကြအဲ့လိုမျိုးဆိုတော့အဆင်ပြေတယ်ထမင်းဝိုင်းလေးပြောဖို့ကောင်းတယ်ခရင်သီးတုတ်ကတော့အားပေးချက်နဲ့ခရင်သီးတုတ်ကကျွန်တော်ကခရင်သီးကအမှန်တကယ်ကခရင်သီးကိုအများကြီးဟိုဟာ pick line နဲ့ကိုအများကြီးမထည့်လိုက်ပဲနဲ့ခရင်သီးနှလုံးကိုမီလေးဖုတ်ပြီးတော့ပေါ့နော်ဟင်းလေးတစ်ခွက်ရအောင်ဆိုပြီးတော့အဲသူတို့ဖွဲရလဲခင်းသီးဖုတ်အဲ့လိုမျိုးတုတ်ပေးလို့ရှင်သူတို့ဖွဲရလဲတားကြိုက်တယ်ဗျအဲ့ဒါနဲ့ကျွန်တော်ခင်းသီးကိုမီဖုတ်ပြီးတော့ဟိုနှလုံးကိုတုတ်ပေးလိုက်တာပေါ့နော်ခင်းသီးကလည်းသုံးလုံးပဲကျန်တော့နှလုံးကိုတုတ်ပေးလိုက်တလုံးကိုပဲကလိုက်နေတယ် မင်းစားတာတယောက်နဲ့တယောက်ကလက်ရှောင်နေရတယ်လက်ကဟိုဘက်ကလင်းကွက်ကိုလှမ်းနိုင်ချင်တော့လက်တွေကမမီဟိုဘက်ကနဲ့ဒီဘက်ကဝေးနေလက်ကဟိုဘက်ချက်ဒီဘက်ချက်ဖြစ်နေဟင်းကွက်တွေအဲဒါကြောင့်မို့ဟိုဘက်ကလူကဒီဘက်ကအဲ့လိုလှမ်းနိုင်ကြတော့ဝေးနေတာပေါ့မဝိုင်းစိုးရတဲ့တယောက်နဲ့ပြရခန့်နေသူကပြရခန့်နေတဲ့အကြောင်းရင်းကလည်းမန်နေကေကတော့ ီနေ့က तू ကလည်းချင်းချက်တယ်မနကေက तू လည်းချင်းချက်တယ် तू ကချင်းချက်တာကကိုလူတွေကဘိုက်ကရမ်းစာနေပြီဆိုတဲ့အခါကျတော့သူ့ရဲ့အချင်းကိုမဆောက်နိုင်တော့မဆောက်နိုင်တော့အဲ့ဒါနဲ့ तू ကချင်းဟိုးထားကြည့်လိုက်ဟိုပြန်ထိုင်လိုက်ဖင်ကနာမြင်ဖြစ်နေတာပေါ့သူခင်ဗျာချင်းဟိုးထားကြည့်လိုက် तू ပြန်ထိုင်လိုက် तू ကအမြဲတမ်းအဲ့လိုမျိုး तू ချက်ကြွေးတဲ့ဟင်ကို तू စားသိခြင်းနဲ့အားမလို့ညနေကျရင်စားပေးပါမယ်လို့သူပြောတာအဲ့ဒါ तू ကလက်တကြီးကြီးနဲ့တိတ်ပြီးတော့ ဟိုပုံမှန်မကြဖြစ်နေသူဟင်းဝိုးတူသိယူလို့မမဖြစ်ဘူးသူမြင်မြန်ချက်ချင်တယ်ဒါပေမဲ့သူကဒီမနက်လှုပ်ရှုပ်ပြီးတော့နောက်ကျသွားအဲ့ရထားနောက်ကျသွားတာပေါ့အဲ့ရထားနောက်ကျပြီးတော့သူအလှုပ်ရှုပ်သွားတော့သူအဲ့လိုမျိုးချင်းဝိုးမမီလိုက်ပဲနဲ့ ID ရှိတဲ့ဟင်းနဲ့ပဲပိုက်စာလို့မြန်သူစကြလိုက်ကြပေါ့မှာမှာအသေးသန်ဖြစ်နေကြတယောက်တယောက်ပိုက်ရိုက်တော်စားနေပြီလေအမသူမကနာမငြိမ်းသူထထကြည့်နေအဲ့ဒါချင်းဝိုးထကြည့်တာသူရဲ့ချင်းဝိုးဟိုကဖြစ်မှဆိုလို့ချင်းဝိုးကလုံထားလုံးဆိုတော့သူအဲ့ဒါထထမွေလိုက်ပြန်ထိုင်လိုက်နေအဲ့လိုလုံး အဲသူအမှငပိကြက်ထဲပေးမယ်တဲ့သူငပိကြက်တော့ထဲလိုက်ပြန်သူကထမင်းစားလို့ရှင်သူအမြဲနဲ့သူကောင်းကောင်းမစားဘူးကျွန်တော်ဖွဲ့တဲ့မှာကသူကအငေဆုံးလို့ဖြစ်နေလားမသိအငေဆုံးလို့ဖြစ်နေတဲ့အခါကျတော့သူကလည်းပြန်လဲပေါ်တယ်ဗျပေါ်တဲ့အခါကျတော့အကုန်လုံးကလည်းသူ့ချစ်ကြရတယ်နိအဲ့လိုမျိုးသူကပြန်လဲပေါ်တယ်သူကအကုန်လုံးဟိုလိုရတာလည်းသူလိုက်လုံမေးတယ်အဲ့လိုမျိုးလေးတယောက်ထဲနေပြီးတော့စားတောက်ကြတာလည်းစားလို့ရှင်အဲ့လိုမျိုးတငယ်ချင်းပေါင်းတည်နေစုပြီးတော့ချက်စားတာတို့ပါလို့ပေါ့နော်ချက်စားဟိုပြောဝဲစားလေးပါလေးလို့ ဲ့လိုမှလည်းဟိုအဆင်ပြေတာကျွန်တော်တို့ဖွဲ့ရတော့လူကြီးတယ်ဗျကျွန်တော်တို့ဖွဲ့ရတော့တခုလုံးမယ်ဆိုလို့ရှင်လေအာဒီဘက်ဘာလုပ်စားမယ်ဆိုရင်တယောက်မှမငင်ဘူးစားမယ်ဒီဘက်ဘာလုပ်မယ်ဆိုတော့ဒါလုပ်မယ်ဒီဘက်ဘယ်လိုသွားမယ်ဆိုရင်သွားတယ်ကျွန်တော်တို့ဖွဲ့ရတော့အဲ့တခုကတော့ကောင်းတယ်တယောက်နဲ့တယောက်ကဟိုကန့်ကွက်တာလည်းမရှိဘူးကက်ကက်တတ်တာလည်းမရှိတယောက်ကသွားချင်တဲ့နေရာကိုတယောက်ကအမြဲတမ်းဟိုဖြည့်ဆည်းပေးတယ်ဗျအဲအဲ့လိုမျိုးတယောက်ကစားချင်နေပြီဆိုရင်နောက်လူတွေကလိုက်စားပေးတယ်သူပါစားချင်လေအကုန်လုံးဖြစ်အောင်လိုက်လုပ်ပေးတယ်အဲအဲ့လိုမျိုးအဖွဲ့လေးပေါ့ မြေတမ်းပျော်ရွှင်နေရတယ်ဒါဆိုလို့ရှိရင်ခုကျွန်တော်ပြီးမှဒီဘက်ကျွန်တော်ကအင်ဂျီဝါနဲ့ဆိုတော့ကျွန်တော်ဘေးကထိုင်နေဒီဘက်ကတယောက်ဆိုဒါကိုသူရင်းဆိုလို့ရှိရင်အဲသူကဟိုဘက်ကျွန်တော်တို့ဟိုဆက်ယုံရဟိုအရှိဆက်ယုံပါဘောနော်အပေါ်တောင်းမဆက်ယုံပါဒါပေမဲ့အဲသူကလည်းကျွန်တော်ဆက်ယုံမှာဟိုအလုတ်ဖွင့်ရပဲသူဆက်ယုံမှာရှိတယ် အလုတ်ပိတ်တဲ့စနေတမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ယူမှာပဲသူကအဲ့ဒီတခုဒီဘက်ကထောင်ဆောင်တရားဆိုရင်ဝိုင်းစုဝိုင်းစုဆိုလို့ရှိရင်လည်းသူလည်းအဲ့ဒီကိုသူတို့ရင်းနှီးဆက်ယူနေအပေါ်နဲ့အောက်နဲ့ပဲသူတို့နှစ်ယောက်ဆိုလို့ရှိရင်ဟိုပိတ်ရဆိုလို့ရှိရင်သူတို့ဆက်ယူမှာမရှိဘူးသူတို့ဆက်ယူကလူတွေကဟိုအဲ့ဒီသူတို့နှစ်ယောက်ကိုတွေ့ကြလို့ရှိရင်ကျွန်တော်တို့ဆက်ယူပြန်လာဟိုသူတို့ဆက်ယူမှာပြောတာသူတို့နှစ်ယောက်ကိုဒီဆက်ယူပြောင်းလိုက်တော့ပေါ့ ိုတယောက်တည်းနေရတဲ့ဆိုအဲ့လိုမျိုးကိုရဲ့တငယ်ချင်းပေါင်းစင်းလေးတွေရှာပြီးတော့အဲ့လိုမျိုးလေးတွေမိသားစုတစ်ဖွဲ့ပေါ့နော်မိသားစုထမင်းဝိုင်းကိုမြန်မာပြည်ရှိတဲ့မိသားထမင်းဝိုင်းကိုပြန်မရဘူးဆိုမဲ့ဒီမှာရောက်နေတဲ့အခါမှာကိုရဲ့ညီကိုမောင်နှမတွေလိုမျိုးအဲ့လိုမျိုးချစ်ချင်းခင်ခင်နေကြတဲ့ခံကြတော့ဘာပဲဖြစ်ဖြစ်ဟိုပျော်စရာကောင်းတဲ့ထမင်းဝိုင်းလေးတစ်ခုကိုဖန်တီးကြပါအဲ့ဒါမှလည်းဟိုနေရထိုင်ရတာပို့ပြီးတော့ပျော်ဖို့ကောင်းပါပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ blog လေးကဒီလောက်ပါပဲ blog လေးကိုနောက်ဆုံးထိလိုက်လံကြည့်ရှုပေးတဲ့တူတူရောက်ချင်းကိုလည်းတယောက်တယောက်ချင်းကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ video လေးကိုလည်း လိုင်းရဆက်ခွဲလေးလုတ်ပေးပါကျေးဇူးတင်ပါတယ်